ဒီနေ့ဆရာကြီးဥပ္ပကြရဲ့ဝတ္ထုတို့တွေကလူရိုးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြအောင်မယ်။ဘာသာနဲ့မောင်ထွေးသည်အကြောင်းတွေပဲဖြစ်ကြသည်။အကြောင်းတွေနေကြစဉ်ကဘာသာမှာတွက်လက်ချက်ချက်အကင်းပါ၍လူလေလူရှုပ်ဟုလေခေါ်ခံရသည်။ထွေးမောင်က ထုံထိုင်းအာနိုင်အေးအေးဆေးဆေးနေကြ၍လူညံ့လူပြည့်ဟုအခေါ်ခံရသည်။ ကျောင်းမှထွက်ကြပြီးနောက်နှစ်ယောက်လုံးအိမ်အောင်ကြကြ၍ဖာသာမှရန်ကုန်အလုံးတွင်နေသည်ဖေးမောင်မှကြည်မြင့်တိုင်းတွင်နေသည်ဖာသာသည်တစုံတရာဆွဲ့ဆွဲ့မြင့်မြင့်အလုံးမရှိထီထန်လန်းလျှောက်လူပေါ်ကျော်လူပေါ်မှာအညွန်ခုစားလေသည်သူဒီကဖာသာမှပြောင်ပြောင်လက်လက်ဝတ်စား၍စားလိုက်တော့လိုက်နဲ့အတန်ဟန်ကြပန်ကြနေနိုင်လေသည်ဖွေးမောင်ကတမီးကုမ္ပဏီတစ်ခုတည်းတမီးပြည်စင်ကြီးစုသည့်ဘက်ကတလ40ကျင်းနဲ့အလုပ်ရသည်သာသမီ3ယောက် ရှိလာသည့်အပြင်အိမ်သားများ မကြမကြမကြမ်းမာတဲ့ငွေကြေးမလုံလောက်ဆင်းရဲကျွေးတင်ဖြစ်ရသည် မကြမီပင်ဘာသာသည်မိမိမယားနှင့်မသိမမြတ်ခွဲခွာကြ၍တစ်ခုလက်ပေါ်ပေါ်ကျအနေဖြင့်နေလေနေလေတော့သည်ထွေးမောင်ဤအိမ်သို့မကြမကြလာရောက်လဲပတ်တဲ့ဤထွေးမောင်ဤဆင်းဆင်းရဲရဲနေရသည်ကိုတနာသည်ဟုတနည်းနဲ့အကြံပေးလေသည်၎င်းတို့နှစ်ယောက်လက်ဖဲရည်ဆိုင်ဒီဇိုင်းတွင်တောင်းကြ၍လူရှင်းသောဇပွဲတစ်ခု၌ စုံမိကြရာဖာသာကတရားဟောလေဒီကဟေ့ထွေးမောင်မင်းစင်စင်ရဲရဲနေရတာငါသနာတယ်ခွဲမင်းကိုကလည်းညံ့ပါတယ်ဟေ့ဒီမှာကြည့်ငါဘယ်လိုနေသလဲမင်းတထေးသားတွေငါလိုမနေနိုင်ဘူးကနေနိုင်တာတော့ဟုတ်ပါပြီခွဲမင်းအလုပ်တွေကမတန်မရှင်းနဲ့ထောင်နှုတ်ခမ်းနေနေတာပဲအဲ့ဒီလိုအလုပ်တွေတော့ငါကမလုပ်ချင်ဘူးကွငါ့ပြေးအသေးခံမယ်အမလီဖះလောင်းကြီး တွေ့နေမှာကိုဟဲ့ဒီမှာမင်းပြောပုံကလူနုံလူကလူစင်မမီတဲ့သဘောခမရရဲ့ဒီလိုဖြစ်ရင်လဲတော်ထက်သွားပါလားကွဘာဖြစ်လို့သားတွေမရတဲ့နဲ့နေသေးတယ်လဲမင်းဘာပြောပြောကွယ်ရှိသည်များနဲ့ပဲဖြစ်တယ်လို့ရိုးရိုးလောက်ကင်စားတော့မယ်ဟဲ့လူမနှုံစမ်းပါနဲ့ဒီမှာငါကော်ဘောက်တစ်ခုတွေ့ခဲ့တယ်ရန်ကုန်မှာရန်ကုန်ထဲမှာအင်္ဂလိပ်မကြီး မင်းကတော်မူဆိုးမကြီးတယောက်ငါတွေ့ခဲ့တယ်။သူ့အိမ်ကစပွဲထိုးနဲ့ဆက်ပြီးတွင်ရွေးတွေငါစုံစမ်းလို့တည်ခဲ့ပြီးဒီမှာသူ့ငွေ3လေးတောင်ကိုထားထားတာအလွယ်ကလေးရဲ့မင်းပါရင်နေရာကြမယ်။ဒီလိုကွယ်မင်းကဓမီဘက်ကနားလဲတော့ဓမီပြင်သမားအနေနဲ့ငါကမင်းအဖို့တပည့်အနေနဲ့ဝင်ရရင်အလွယ်ကလေးရဲ့အိမ်ထဲရောက်ရင်သာလို့တယ်။ရောက်ရင်ထားတဲ့နေရာကအလွယ်ကလေးနဲ့ယူနိုင်တယ်။အဲ့ဒါမင်းစဉ်းစားမနေနဲ့တခါတည်းလိုက်ခဲ့ငွေ 1500ချက်2000ချက်ရရင်ကျွေးလဲကြည့်ရောကိုအင်္ဂလီကိုစောက်ပြီးအတင်းအတင်းတော့နေနိုင်တာပဲကဲလာခွဲသူကထွေးမောင်းဒီပြုံး၍မဖြစ်နိုင်ပါဘူးကွယ်ငါ့ကိုမင်းဘယ်နဲ့ဆွဲလို့မှရမှာမဟုတ်ဘူးမင်းငါ့ကိုစေနံထားတယ်ဆိုတာတော့ဂျေစုတင်ပါတယ်ကိုင်းငါလည်းအလုပ်သွားဖို့နေပြီဆိုရင်ထလေဤဟေ့အကောင်မင်းဒါကြောင့်ဒီလိုနေရတာသိရလားကိုင်းဆရာသဘောပဲကောင်းစေခြင်းလို့လက်ပြတင်း မြင့်တယ်လို့ခုံချဆိုတာမင်းလိုအကောင်မျိုးတွေပေါ့ဟောဒီမှာမင်းမလိုက်ချင်ရင်နေတော့ပဲမယ်ဘယ်သူမှမပြောနဲ့တော့ဟုတ်လားဒါတွေမင်းပြောစရာမလိုပါဘူးကွယ်ဆိုရင်ထွေးမောင်ဒီခြာကနေလှက်ထွက်သွားလေဤဘာသာဒီမိပြင်သမားတန်တန်ပြုကလက်နဲ့ကရိယာအတင်းအတင်းနဲ့ထိုးအင်္ဂလိပ်မကြီးအိမ်တို့လာခဲ့ဤထိုးအင်းကဓမီပြင်ရန်ခေါ်သည်ဟန်ထိုးအင်းနဲ့ဘက်လမ်းအမီရေးထားသောဆောင်းရွက်ငယ်တစ်ခုလဲဆောင်ခဲ့ဤအင်္ဂလိပ်မကြီးမှာခိုင်းစေ မိမတယောက်ထမင်းကျက်သမားတယောက်ဇပွဲတို့တယောက်နှစ်သာနေဤဖသာလာသောညနေ3နာရီအချိန်လောက်တွင်ထမင်းကျက်သမားနှင့်ဇပွဲတို့သည်နောက်ဖေးတီချံမျိုးကြောင့်နှင့်ချက်ပြုတ်နေဤအခိုင်းစေမိမကအပြင်းမဲ့သောအဝဲချမ်းထွက်နေဤအင်္ဂလိပ်မှာကြီးလဲအတန်ပြင်းသောအစိမ့်အမြင့်ကြိုက်သည့်ဝေဒနာကိုခံရသည်မှာချာရှည်ပြီးဖြစ်၍အတန်မမမကျန်းဖြစ်ကအိမ်ခန်းတစ်ခုတွင်အိယာဘုံနှင့်လဲနေဤဖသာသည်လူရှင်းချောင်းသည်၍အိမ်သို့ဝင်၎င်းအကြံကား လူရှင်းလျင်စာရေးကန်းစပွဲအန်စွဲတစ်ခုတွင်ထားသည့်သို့သောငွေကိုယူမီလူတို့လျင်ဓမ္မီကုမ္ပဏီကလှလိုက်သောလူဖြစ်ဟန်ဆောင်မြူခြံ၍ဝင်၏အေရှိခန်ရောက်၍လူရှင်းသည့်ထင်သည့်နှင့်ငွေထားရာစပွဲစီသို့တိတ်တဆိတ်လာခဲ့ရာနာမသောအမေကြီးသည်ခြေတံလိုလိုကြား၍ချောင်းဟန်ကအင်္ဂလိပ်လိုဘယ်သူလဲဟုအိယံမှနေ၍မေးလေ၏ဖာသာသည်အမြန်ဆုတ်၍အဝင်တကားတွင်ရက်ကတကားကိုခောက်လေသည်အမေကြီးသည်နန်းလျက်နာကျင်သောကိုပြထလာခဲ့လေ၏ ဘာသာကိုတွေးမြင်ရလျင်မြန်မာပြည်ပေါ့ဖြစ်မြန်မာစကားကိုကောင်းစွာတကြံသည်နဲ့မြန်မာဘာသာဖြစ်မေးမြန်းလေ၏ကျွန်တော်တို့ကုမ္ပဏီကိုဒီရင်ကဓာမီပညုလို့ဆိုပြီးလှုပ်လွတ်လိုက်လို့ကုမ္ပဏီကကျွန်တော်ကိုလှုပ်လိုက်ပါတယ်မင်းတို့မှားပြီထင်တယ်ကျုံမီးတွေကောင်းတာပဲလူလည်းမလွတ်ရပါဘူးဟိုးဟောဒီမှာနာမည်လိပ်စာတွေတောင်ရေးပစ်လိုက်သေးတယ်ပဲစပလန်တိုက်နံပါတ်30မစ္စစ်ဖာဒန်တဲ့အဲ့ဒါခင်ဗျမဟုတ်လားခင်ဗျအင်းနာမည်တော့ဟုတ်ပါရဲ့ လို့ပဲလို့လို့တာတော့မဟုတ်ဘူးဆိုပြီးနောက်ဆေးဆက်တော့အမေကြီးဒီဆက်ရမင်းနံမီကပဲသူလဲဘယ်မှာနေတလဲဦးမေးလေထိုအခါမျိုးသားတော့ဘာသာမှအကြက်ရိုက်တော့ယူအမီမန်ကိုပေးရမဖြစ်နိုင်ဒီကိုသိရှိကရုတ်တရက်ထွေးမောင်ကိုတရိယာပြေးလျင်ကျွန်တော်နံမီထွေးမောင်တဲ့ကြည်မြင်တိုင်းရောက်တန်းနံပါတ်28မှာနေပါတယ်ဟုထွေးမောင်ဤအမီလမ်းအမီအိမ်နံပါတ်တို့ကိုအလွဲသုံးစားပြလိုက်လေဤအချင်းတွေမကြီးမှာ အလွန်နာကျင်ကြိုက်ခက်လာသည်နှင့်အိုးအိုးဆို၍အနည်းရှိကလေးထိုင်ပေါ်သို့ခွေပြောင်းရကြသောလေ၏ထိုအခါဖသသည်အိုးအိုးမေကြီးမမဘူးလားဟုမေးရလေ၏ဟုတ်တယ်မောင်ရဲ့ကိုင်းကိုင်းခဏဟိုကလေးထိုင်ပေါ်မှာထိုင်အောင်ဟုတ်တယ်မေကြီးအစင်းမြကြိုက်တဲ့ယောဂခံစားနေရတာသုံးနှစ်ကျော်ပြီဆရာဝန်တို့လည်းဆုံပါပြီကွယ်ဒါနဲ့ပဲတရားတော်မယ်ထင်ပါရဲ့ဆို၍အလွန်နာကျင်စွာခံစားနေရတဲ့ကိုဖသမြင်ရလေ၏ မင်းမြတ်တော်မဲကြီးကဆက်၍နေပါအောင်မင်းမိမနာမည်ကဘယ်သူတက်လဲသာသမီကိုရှိလားလာကဘလောက်ရတယ်လဲစားလောက်တောက်လောက်ရလာဟုမေးလေ၏ကျွန်တော်မိမကမဲလာတဲ့ကလေးသုံးယောက်ရှိပါတယ်ဒလာ40ကျက်တည်းရပါတယ်ဒီမှာစားလောက်မလဲခင်ဗျာမချင်းမမလဲဖြစ်ကြတာနဲ့ကျွေးတဲ့တောင်တင်နေပါတယ်အင်္ဂလိပ်တစ်ခန်းတောင်မိစစ်တယောက်ကချီချူထားလို့အလကားနေရပါတယ်လကားနေရပါတယ်ဟုထွေးမောင်မိမနာမည်ထွေးမောင်မင်္ဂလိပ်သုံးယောက် ထွေးမောင်အခြေအနေတို့ကိုထက်လောင်၍အလဲသုံးစားပြုလို့ရပြန်လေသည်အလဲသုံးစားပြုလို့ရပြန်လေ၏ဩဩမင်းတို့တည်ဆင်းရတော့ကိုကွငါမှလည်းဒီမျိုးဆင်းရဲနေတာပဲကွငွေကြီးတော့ပြည့်စုံပါရဲ့ဟောဒီဝေဒနာခံစားနေရတယ်ပြောင်းရင်လေရှိသည်မပစ္စည်းကို ပေးပြစ်နိုင်ပါရဲ့သူကဘာသာသည်ပစ္စည်းစကားကိုကြားရတော့ကလူချင်းသိဖြစ်လာ၍မိမိလည်းစိတ်နှစ်တစ်ခုသိထားသည်နှင့်ပြောက်လိုပြောင်ညာဟုဤသို့ပြော၏ဩအမေကြီး ဒီအစင်းမြိတ်ကြိုက်တဲ့ယောဂမျိုးကျွန်တော်အမေခံရဘူးလေ၄၅နှစ်ကိုကြာတာပဲနောက်ဆုံးမှဆေးတွေ့သွားတယ်အဲ့ဒီစင်းဒီကိုကျွန်တော်ကိုယ်တိုင်ဖော်ဆက်ပေးခဲ့ရလို့မှတ်မိပါတယ်ဆေးကတော့ဗမာဆေးပဲဗမာဆေးလဲစွမ်းပါတယ်စမ်းကြည့်ပါလားအမေကြီးအင်္ဂလိပ်ဆေးမျိုးစုံအင်္ဂလိပ်ဆေးအဝန်မျိုးစုံမတတ်နိုင်တဲ့ဖြင့်ဒီမင်းပြည်သူတရားရတော့မြို့ယုံကြည်နေတော့အမေကြီးဒီမြမဆေးကိုစမ်းကြည့်လို့ဒီယေရှုတင်ပါသည်စသည်ဖြင့်ပြောဆိုလေသည်နှင့်ဘာသာသည်ဆေးယူပြန်ခဲ့လေ၏ ဖာသာသည်ဆေးကိုဖျားဆေးဆိုင်တွင်ရှု၍အမုံပြုကသံပြာသည့်နှလုံးသွလုံးနှင့်ယူခဲ့လေ၏ဆေးအလုံးအတွက်သုံးမှုလောက်သာကြလေသည်အစင်တင်းလို့ပြောင်းရင်တော့ငါခေါ်တာပဲဟုစိတ်တွင်ရှင်နေလေ၏ရောက်တော့ဆေးကိုသံပြာ၏နှစ်ဖြော၏အမေကြီးအားအစင်မြစ်တို့ကိုကိုင်းအစင်အမြစ်တို့ကိုကိုယ်တိုင်လင်းပို့၍ပေး၏ကိုင်းဒီတညစမ်းကြည့်စမ်းပါတိတာလာပါလိမ့်မယ်ဒီနေ့ကိုမနေ့တခါညတခါမှန်မှန်သာလိမ့်ပေးပါပြောက်ပါလိမ့်မယ် ဗမာစီလက်ဆွမ်းပါတယ်ဟုရေမောကြီးပြောလေအေးကျေးဇူးအင်မတန်တင်ပါတယ်ကွယ်ပြောင်းရင်တော့ဆိုရရထားလေကဲကျွန်တော်ပြန်လာဦးမယ်ဆိုရဖာသာတင်လဲထွက်လာခဲ့လေဖာသာတင်လူပေါ်လူညုံအခုစားဒီမှာအတန်းကြပြီဖြစ်၍အစိုးရဘောမှာအညုံခုစားရန်မကြံပြီဖြစ်ပေါ်လာလေအစိုးရက စောက်ပြေတော့တိုက်ခန်းတွင်နေရဤမေးချင်တော့ဖိတ်ချင်တော့အချိန်မှန်မှန်အရာဤမစားချင်တော့စားချင်တော့အချိန်မှန်မှန်စားရဤ ပြင်ပပြင်လင်းတို့ထွက်ချင်တိုင်းမထွက်ရသည်တခုသာ ဆိုပဲရှိပြင်ပပြင်လင်းတို့ထွက်ချင်တိုင်းမထွက်ရသည်တခုသာဆိုပဲရှိထို့ပြင်လည်းလှုပ်ချင်သောမလှုပ်ချင်သောအလုပ်တို့ကိုမှန်မှန်လုပ်ရ၏ဤသို့အပြင်အစိုးရ၏ကြီးစုကျွေးမွေးပြုစုထားခြင်းကို သုံးနှစ်မြခံစားနေရလေ၏အင်္ဂလိပ်မှာကြီးမှာစေတွေ့ချိန်ကြာ၍လာမသည့်စေတခါလိမ့်နေပင်ထို့ညအတန်ကောင်းကောင်းအရာ၏ကောင်းမှန်သည့်ဆက်လက်ပြီးကြိုးစားလိမ့်ရ သုံးလနေယောဂရှင်ရှင်ပြောက်လို့ဤစေပေသောဆင်းရဲသည်ဆိုသောထွေးမောင်ကိုခြေဆုဆက်လို့ထွေးမောင်အိမ်သို့ကိုတိုင်းသွားရောက်၏ခြေငွေပေးမည်ဟုနှစ်ခါသုံးခါကြံ၏တို့ရတွင်မိမိတို့အင်္ဂလိပ်ထိုးစံရာဒေတန်းစာတွင်ခြေဆုဆက်ခဲ့သည်ကတာ၍ခြေဆုလေးနှင့်ခုန်ရှိသူယူဆကဒေတန်းစာတွင်ထွေးမောင်အတွက်ထည့်ရထားလေ၏ယောဂပြောက်ပြီးနောက်နှစ်နှစ်လောက်အကြာတွင်မေကြီးတီချမ်းမဆုဝင်လာလျက်ကမော်တော်ကားမောက်၍ နေစာရောက်ရှာလေဒေသစားကိုဆိုင်ရာရှိနေများကရရှိကြည့်ရှုရာမိမိပိုင်ငွေတသိန်းနေပါတံပစ္စည်းတို့ကိုဝေဖန်ထုတ်ပွဲစီမံချက်အရရတို့အနက်ငွေ9000တိတိကိုကြီးမြင့်တဲ့ဗရောက်တန်းအိနံပါတ်28နေဓမ္မပြင်သမားသာသမီ3ယောက်နဲ့ထွေးမောင်သာသမီ3ယောက်နဲ့မောင်ထွေးမောင်မလာတို့ဟာပေးရင်ဤတို့ပေးဒီမှာမိမိပြန့်တတ်သောဝေဒနာကိုရှင်းရှင်းပြအောင်ကုသပေးရင်မိမိအသက်ကိုကယ်ဆယ်သောခြေဆုကိုဆက်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိကြရလေ၏ရှင်နေသည့်ထွေးမောင်လေးများကိုမိမိရုံကန်းသို့ခေါ်၍တည်ထမ်းစာကြောင်းကိုပြောပြရ ထွေးမောင်တို့မှမယုံကြည်ကြောင်းတော်တော်ဖြစ်နေကြသည်မဟုတ်ပါဘူးမင်းတို့ရဲ့မင်းရဲ့တခုခုမှပါလိမ့်မယ်အဲ့ဒီအင်္ဂလိပ်မကြီးကိုလည်းမသိပါဘူးတစ်ခါမှလည်းမတွေ့ဘူးပါဘူးရှေးကူပေတယ်ဆိုတာကလည်းမဟုတ်ရပါဘူးကျွန်တော်အစီအကြောင်းဆိုလို့ရစားတော်မဖော်တတ်ပါဘူးလူမှပါလိမ့်မယ်ခင်ဗျာဟုဖြိုးသားစွာညင်းနေလေအာဘယ်မှာမှားရမလဲကွကြည့်မြင်တယ်ဘယ်တော့နဲ့နဲ့ပဲနဲ့ ဗရောက်တန်နံပါတ်28ထွေးမောင်မလအလုံးမှန်တယ်မဟုတ်လားအဲ့ဒါတော့မှန်ပါတယ်ကလေး၃ယောက်ဆိုတာကတော့ဒါလည်းမှန်တာပါပဲဓမီပြင်းတယ်ဆိုတာကရောဒါလည်းမှန်တာပါပဲနှုတ်ပဲဆေးကုတယ်ဆိုတာဟေ့တော့မင်းအယူလားအလုံးမှန်နေမှာပဲဆေးကုတာကိုမင်းယူလို့မင်းနေတာဖြစ်မှာပေါ့တော်မရှင်နဲ့ငါမှအချိန်မရှိဘူးရော့လက်မှတ်ထိုးရော့ချက်ယူသွားဘာမှငွေ9000ထုတ်ယူချင်ကျွန်းကျွန်းကျွန်းတော့မထုတ်တတ်ပါဘူးခင်ဗျာ ဟေးဘာရွှေလာစမ်းဒီလူကိုဘာမှငွေထုတ်ပေးလိုက်စမ်းွယ်ဟုမိမိစာရေးအပြောလေကျွန်တော်ကျွန်တော်မဟုတ်ရပါဘူးဗျာနောက်လွဲနေအမှုတွေဘာတွေဖြစ်နေပါအောင်မဟုတ်ထွေးမောင်းတီထက်၍လောရလောလီယာဟာတကယ်ဟာတဲရှိတဲ့လူပါကလားကိုင်းဘာရွှေမြမြဆွဲခေါ်တော့စမ်းမွယ်ငါ့မှာလည်းဒီမှာလှုပ်တွေရှုံနေလို့ပါဟုတ်ငေါက်လိုက်ရငေါက်လိုက်လေထွေးမောင်းတို့လင်မြမှာစိန်လက်ဆွဲအော်ရမလို့လို့မောင်းငါစားရမလို့လို့အောင်ငိုရမလို့လို့ အော်ရရမလို့လို့ဟိုးလို့လို့ဒီလို့လို့နဲ့ကြောင်တက်တက်ဖြစ်ကစကားမှမပြောနိုင်ကြအောင်ရှိလိမ့်ဤမဲလာတင်ငွေစကုတိုလ်ကြီးကိုရင်ခွင်တွင်ပိုက်ထားလိုက်ခဏကြာလျင်ဆံဟိုးတဲ့သူထည့်အပေါ်ကကြောက်တုံးနေပြထားလိုက်ခဏကြာလျင်ဆေးမလို့ရခေါင်းရင်းဖျားအောက်တွင်ထိုးထားလိုက်နဲ့ဗျာများရနေလိမ့်ဤဆင်းသက်တော်ကထိုးငွေရောက်လာမှုကြောင့်မစားနိုင်မတော့နိုင်ညအခဏလည်းမေးနိုင်နဲ့ခမည်းတော်မှာဒုက္ခကောင်းကောင်းရောက်ရရှာလိမ့်ဤ တရက်နဲ့ရှိသောမိတ်ဆွေကောင်းများကဘန်တွင်အပ်ထားပေးကြ၏လေ။ဘန်တွင်ထားသောအခါ၌လည်းမဲလာမှစိတ်မရေသေးချေအငင်းချာမဟုတ်လူစိမ့်သက်သက်ဖူးမသိဖာမသိလူတွေစီတွင်ငွေထားရသည်မှပြန်မပေးပါမလား။လေယူမီလာစသည်ဖြင့်မူရသေးသည်သာဒီ။ထွေးမောင်သောကဘန်တွင်စိတ်ချ၏တို့ရတွင်အင်းငွေသည်လူမရွေငါ့ကိုပေးခြင်းဖြစ်၏။တနည်းနှင့်လူမှန်ပေါ်လျင်ငါခရချေရဟုတွေ့တော်ကတမျိုးအဖြစ်မယုတ်မအေးရှိရလေ၏။ငွေရ၏လင်္ကာရအကြတွင် ထွေးမောင်မဲလာတို့လူစိတ်ရိုးရိုးတို့ပြန်ရောက်ကြတော့လာခါစားအလုံးမထွက်ပြေးလျင်လမ်းမတော်ပိုင်းတွင်တိုက်ခန်းငါယူထမီးဆိုင်ထမီးဆိုင်ရာဆိုင်တခုဖွင့်လေ၏မကြမီပင်ရိုးသားစွာလှုပ်ခြင်းဝိရိယရှိခြင်းတို့ကြောင့်ဆိုင်အတံပင်ကြီးပွားလာ၍ထိုးမောင်မဲလာတို့မှအနေအဆချောင်ချီချမ်းချမ်းသာသာရှိကြလေ၏ကျွန်ုပ်တို့၏လူလယ်ကိုပသားကြီးမှလည်းအစိုးရ၏ဧည့်သည်ဆိုရည်အဲ့တော်ဖြစ်ဖြစ်၃နှစ်မြခံစားဆန်းစားပြီးမှလူပြည်ဘက်သို့ထွက်ခရရပြန်လေ၏ မြို့ခေါ်ရမဲ့တင်နဲ့မိမိဤငယ်သူငယ်ချင်းအကြောင်းရပဲထွေးမောင်တို့အိမ်စီတို့ခြေဦးလဲခဲ့လေဤအင်းနီနာချင်းတို့ကထွေးမောင်တို့နေရတဲ့ဆိုင်တဲ့သို့ညွှန်လိုက်မှလိုက်ခဲ့ပြန်လေဤဦးထွေးမောင်လျက်စင်မီတိုက်ဟူသောဆိုင်ပုံးနှင့်အတန်ခမ်းနားသောဆိုင်ကိုမြင်ရလျင်ချက်ချင်းမုံမဝင်ဝင်ပဲတွေးရငေးကြည့်နေဤထွေးမောင်သည်ဆိုင်တွင်မှနေ၍ထိုးအောစားအနှွမ်းနှင့်ဆုတ်ချက်ချက်လိုကိုအတန်ကြာစဉ်းစားကြည့်နေရမှဘာသာဖြစ်ကြောင်းသိသည်နှင့် ဟေးဖာတမောက်လားနားပါလေအထဲကိုထားငါဆိုင်ပဲကွယ်ဟုခေါ်ယူရလေဤရှောင်းမအေးဖာတာရဲ့မင်းအကြောင်းငါသတင်းစာတက်ဖတ်လိုက်ရတယ်အခုသုံးနေပြပြီပေါ့နော်မင်းဘယ်လိုဤသို့အထွေးမောင်ကမင်းမြန်ပြောဆိုနေစဉ်တွင်ဖာတာသည်နားထောင်အမရှိဆိုင်အတွင်ပတ်လည်ထားပုံသို့ပုံကုံစီကရိယာများပြားပုံတို့ကိုကြည့်ကြပုံတို့ကိုပိုလှည့်ကြည့်ဒီလှည့်ကြည့်နဲ့အလုံးနဲ့လေဤပြီးမှအထွေးမောင်မေးတဲ့တို့ကိုမဖြစ်ပဲနေပါအောင်ထွေးမောင်ရဲ့ငါအကြောင်းတွေထားစမ်းမအောင် မင်းအကြောင်းတွေကိုပြောစမ်းပါဦး။ဘယ်ပုံဘယ်နည်းဒီအခြေရောက်လာလဲ။မင်းထိပေါက်သလား။အေးတနည်းတော့ထိပေါက်တယ်ဆိုရမှာပဲ။ဒီလိုကွအတော်ထူးတယ်။မင်းကကွယ်ဟိုးစပက်လန်ကအင်္ဂလိပ်မှာခြေတရားကငါနဲ့လည်းမသိဘဲနဲ့ကြီးပေါအောင်ကွယ်။သူ့တည်တန်းစားတယ်မှာငါ့ကိုငွေ9000ပေးပြည့်ခဲ့တယ်။စပက်လန်ကအင်္ဂလိပ်မှာကြီးမဟုတ်လား။အေးဟုတ်တယ်။နမီပဲသူတက်လေကိုရင်ခွဲမစ္စဘာတန်ဆိုထင်ပါရဲ့အစ်စ်ပဲပြဆိုရင်ဖန်သားကြီးနာမျက်စိတို့ပြွင့်ကြည်လာလေ နေပါဦးအဲ့ဒီမင်းစစ်ဘာတန်ကဘာဖြစ်လို့မင်းကိုငွေပေးခဲ့တယ်လို့ဆိုတယ်လဲအဲ့ဒါလည်းထူတာပဲကြည့်ပါဦးကွယ်သူ့မှာအင်မတန်ပြတ်ထန်တဲ့အကယောဂါကိုငါးကားပြအောင်စေကုပေးခဲ့ဘူးလို့အသက်သက်ခင်မှုတဲ့ကွယ်ငါလည်းမကူရပါဘူးတီးလည်းမတီးရပါဘူးအဲဟုတ်ပါဟာဟဲဆိုပြီးဘာသာတိထောက်ကုန်ပြီလေဟေးဘာယူထတာလဲဘာဟုတ်တာလဲဟုတ်ထွေးမောင်ကမိမဘာသာတရားကြီးအဖြစ်မှန်ကိုပြောပြရရင် ထွေးမောင်၏နာမည်ကိုမိမိအလွဲသုံးစားပြုခဲ့ပုံမိမိညစ်ပက်စုပ်ပက်သောအမူကျင့်တွေပေါ်ကုန်ပြီးသူကိုစိုးတင်နဲ့အာငါကအားရလို့ပါကွယ်အေးဟုတ်တယ်ကွယ်မင်းတော့ခေါ်တာပဲဟုမချီတော့ဖြစ်နေရောနှိုး၏အချလည်းရလေဟိထွေးမောင်ငွေပေးခဲ့တာတော့ဟုတ်ပါရဲ့လူမာတာနဲ့တူတယ်ကွယ်စေးကူတာငါမဟုတ်ဘူးဆိုတာငါသိတာပေါ့ကွယ်ဒီတော့ဒီနေ့နေ့လူမန်ပေါ်လာလိမ့်မယ်ပေါ်ရင်ငွေကိုပြန်ပေးရတာကိစ္စမရှိဘူးငွေရုံးမဖြောက်လိန်တယ်လိန်လေတယ်ဆိုပြီးအမှုရောက်မှငါအင်မတန်ရှက်တယ်ဒါကြောင့်လဲစိတ် တဲမအေးဘူးကွယ်ဘာသာစေအေးတော့သူငယ်ချင်းစေအေးတော့ဘယ်တော့မှလူမှန်မပေါ်တော့ဘူးငါ့ကိုယုံမကွယ်ငါအာမခံပါမယ်ဟာမင်းကကြားတဲ့ကအာမဝန်ခံရုံနဲ့ပြီးပါမလားကွယ်မင်းကလည်းမဖြစ်နိုင်တာပဲဟေ့ဖြစ်နိုင်လို့ငါပြောတာစေအေးနေပြီးတော့ဆို၍ဘာသာဒီထကထွေးမောင်ကြီးပကုန်းကိုခံ၍စစ်ပါလက်ပါညနာကိုကြည့်ပြီးရင်အင်းငါ့သူငယ်ချင်းလူရိုးကြီးလူအားကြီးလူသူတော်ကောင်းကြီးရထိုက်လို့ရတာ သူတို့ကောင်းစီကိုထိုက်တဲ့ဥစ္စာရောက်တန်လာလို့ပတ်ပြီးတော့အင်းလူရိုးလူကောင်းများတယ်လူရိုးလူကောင်းများတဲဟုတ်ပါကလားအေးမင်းလိုလူမျိုးနဲ့သူငယ်ချင်းတွေ့ရတာငါတော့ဂုံတက်ပါတယ်အေးအေးချမ်းသာကြပါစေကွယ်ငါတော့တော့မယ်တော့သူငယ်ချင်းဆိုရင်မျက်ရည်လဲကတက်ထွက်ခဲ့လေထွေးမောင်ဒီအတန်းချင်းအာအသိနေပြီးမှထွက်ရလိုက်ဆွဲကခေါ်သွင်းခဲ့ပြီလေမင်းဘယ်သွားမလဲဟုမေးလေဘာသာဒီမျက်နှာကိုမကြည့်ပဲအမှသွားစရာဘယ်မှမရှိတော့ဘူး ငါတော့လူဖြစ်ရှုံးပြီးရောက်ချင်ရရောက်သွားတော့မှာပဲဟုဝန်နဲ့စာပြပြောလေ၏မင်းဘယ်မှမသွားရဘူးငါစီမှာနေငါကျွေးမွေးထားနိုင်တယ်ငါဆိုင်မှလည်းလုပ်တည်ပြလို့အဲမင်းတို့ခုတော့ကြတိပေးရမယ်ပါကြတိလေရှိကလုံဖူးတဲ့မကောင်းတဲ့အမှုကျင့်တွေအကုန်ဖျောက်ပြီးရိုးရိုးသားသားလုကင်စားသားပါမယ်ဆိုတဲ့ကြတိပေးရမယ်အဲ့ဒီကလေးကတော့မင်းတောင်းဖို့မလိုတော့ဘူး။ထောင်ကလွတ်လွတ်ချင်းရွှေတကုံဖျားကိုရင်လွန်းသွားပြီးအဲ့ဒီအမှုချင်းတွေဆွန့်ပြစ်ပါပြီလို့ကစားပြုခဲ့ ပြီးွယ်ဟိုပြောပြန်၍ပြောပြလေမကြံမီဘာသာရေးမရဟောင်းသည်လဲဆိုင်သို့ရောက်လာကဘာသာတို့လည်းမရသည် ထွေးမောင်ဤဆိုင်တွင်အာကိုအာထာပြုရသောလက်ထောက်များဖြစ်နေသည်ကိုတွေ့ကြရလေတည်းဘာသာတို့ထွေးမောင်တို့မှာရန်ကုန်မြို့မြမအမျိုးသားចောင်းထွက်များဖြစ်ကြ၏ယခုចောင်းတဲ့ခြင်းမရှိသေးမီဂျူဘလီယုံနာ၌တဏီတဲចောင်းနှင့်ရှိစဉ်ကနေပူကြသောចောင်းသားဟောင်းများဖြစ်ကြ၏ထိုသူများအကြောင်းကိုကြားသိရသည်ဖြင့်မှတ်သားထိုက်သူများဖြစ်သည်နှင့်ရေးသားပေါ်ပြလိုက်ရပြီတည်း 在阿叔姑婆家。